ISB WFC ပွဲစဉ်တွေကိုဒီ channel တွေကနေတဆင့်တိုက်ရိုက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ပြည်သက်ကြီးတို့ရဲ့2025-2026အမျိုးသမီးအာရှ Champion League အုပ်စုအဆင့်ပွဲစဉ်တွေကိုရန်ကုန်မြို့တိုးနာဂေါ်မှာအင်ရှင်ဖြစ်လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။ အခုဒီလ9ရက်နေ့မှာစတင်ကျမမာဖြစ်လို့ပွဲစဉ်တွေကိုကြည့်ရှုအားပေးရဖို့ကတော့တိတ်မလို့တော့ပါဘူးနော်။မြန်မာပြည်မှာလက်ခံကျင်းပတဲ့ပွဲမလို့လဲအပါတရားနဲ့ကြည့်ရှုအားပေးရမှာဖြစ်ပါတယ်။ဒါကြောင့်ကွန်းနက်ထီသွားရောက်အားပေးကြမဲ့ပရိသတ်တွေကလည်းရှိကြသလိုကွန်းနက်ထီမလာရောက်နိုင်ကြတဲ့ပရိသတ်တွေအတွက်လည်း live ထုတ်လွှင့်ပြသသွားမဲ့ channel တွေရှိနေပါတယ်။ကွန်းနက်ထီလာရောက်အားပေးကြမဲ့ပရိသတ်တွေအတွက်ကိုလည်း ferry season ပေးသွားမယ်လို့တော့သတင်းတွေအရသိရပါတယ်။လာမယ့်9ရက်နေ့ည9:00နာရီချိန်မှာတော့ ISB အမျိုးသမီးအသင်းနဲ့ SUN အမျိုးသမီးအသင်းတို့ရှင်ပြန်ကစားကြမှာဖြစ်ပါတယ်။ ဒီနောက်စနေနေ့ညနေ3:00နာရီချိန်မှာတော့ ISP အမျိုးသမီးအသင်းနဲ့တူချိုပါတဲ့အသင်း15ရက်နေ့ည9:00နာရီမှာတော့ ISP ရဲ့အမျိုးသမီးအသင်းနဲ့နာဂိုယောင်းအမျိုးသမီးအသင်းတို့ကတွေ့ဆုံကစားသွားကြမှာဖြစ်ပါတယ်။ညအချိန်မှာရှင်ပြန်ကစားကြမဲ့ပွဲစဉ်တွေဖြစ်တာကြောင့်လည်း Quantity Live အားပေးကြမဲ့ပရိသတ်တွေတွာလာရအခက်ခဲမှအဆင်မပြေမှာကိုစိတ်ပူရတာတခုတော့ရှိပါတယ်။ ဆိုရှယ်မီဒီယာမှာသတင်းတွေထွက်ပေါ်နေသလိုမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ကိုနေ့ထိလာရောက်အားပေးကြမဲ့ပြည်သက်တွေအတွက်သွားလာရေးအစဉ်ပြေလွယ်ကူအောင်အချို့ပို့ ferry လေးတွေလုပ်ပေးရင်တော့အတိုင်းထက်လွန်မှာပဲနော်။ကိုရဲ့နေ့ည9:00နာရီမှာစူဝမ်အသင်းနဲ့ကစားရောက်ရှင်မြိုင်မှုအတွက် ISB အမျိုးသမီးအသင်းအနေနဲ့ကတော့လုံးဝကိုအစဉ်သက်ဖြစ်နေပါပြီ။ မီးပြရဲ့ညွန့်ကြားမှုအောင်မှာ ISB အမျိုးသမီးအသင်းအနေနဲ့ဆိုဝံအမျိုးသမီးအသင်းကိုအနိုင်ယူကစားဖို့အတွက်စ조사ပြင်ဆင်နေကြပြီဖြစ်ပါတယ်။ကိုရရင်မှာစတင်ကစားကြမှာဖြစ်တဲ့အာရှချန်ပီယံလိဂ်ပွဲစဉ်တွေအားလုံးကိုတော့ Skynet Sport Channel Channel 9နဲ့မြမအသင်း MTV တို့ကနေပြီးတော့ဓာတ်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်တဲ့အကြောင်း ISB page ကနေပြီးတော့တရားဝင်ကြေညာချပါတယ်ရှင်။ Dabian Skynet Sport X channel နဲ့ Skynet application တွေကနေတစင်ဓာတ်ရိုက်ထုတ်လွှင့်ပြသပေးသွားမှာဖြစ်လို့ပရိသတ်တို့အနေနဲ့ကြည့်ရှုအားပေးနိုင်မှာဖြစ်ပါတယ်။ ပရိသတ်တို့အနေနဲ့ online ပေါ်ကနေကြည့်ရှုအားပေးနိုင်မှာဖြစ်ပါတယ်။လက်မှတ်တွေကိုလည်းသွနာကွန်ရှိဘောလုံးအဖွဲ့ချုပ်ရုံးရှိမှရောင်းချနေပြီလို့လည်းသိရပါတယ်။ဒါကြောင့်လာမယ့်9ရက်နေ့မှာရှင်ပြန်ကစားကြမယ့် ISP အမျိုးသမီးအသင်းနဲ့စူဝမ်အမျိုးသမီးတို့ထိတ်တိုက်တွေးဆုံပွဲမှာရလဒ်တွေဘလို့များရရှိနိုင်မလဲဆိုတာပရိသတ်ကြီးတို့ခံမှန်းထားတာရှိရင်လည်းပြပြပေးခဲ့ပါဦး။ဒီနှစ်တည်းမှာဆိုရင်ဘယ်အသင်းရဲ့စွမ်းဆောင်ရည်ကိုပို့ပြီးတော့သဘောကျကြပါလဲရှင်။